ဟုတ်ကဲ့ဆရာလောလောဆယ်အခြေအနေကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါဘင်္ဂလားဒေ့ရှ်နေဆက်တခြားလုံးကိုဒါစစ်တပ်ကို AA ကတိုက်ထုတ်ပြီးတော့လက်ရှိမှာ AA ကထိန်းချုပ်ထားပြီးဖြစ်တယ်ပေါ့ဆိုတော့အဓိကဒီဘင်္ဂလားဒေ့ရှ်နဲ့လက်ရှိရခိုင်ရဲ့ထိစပ်နေမှုအခြေအနေရ AA ကရခိုင်ဒေသကိုပြန်လည်ထူထောင်ရေးလုပ်နိုင်တဲ့အချိန်မှာရောပြန်လည်ထူထောင်ရေးတွေလုပ်လာတဲ့အချိန်မှာရောဒီဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးကဘယ်လောက်ထိအရေးကြီးလဲပေါ့နော်ဒါဆရာဘယ်လိုသုံးသပ်ပါလဲရှင် ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နဲ့ဆက်ဆံရေးကတော့ဒါအင်မတန်အရေးကြီးပါတယ်။နှစ်ဖက်လုံးအတွက်အင်မတန်အရေးကြီးပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်းရခိုင်ဘက်ကိုဒီသုံးလမ်းအနေထားနဲ့ရောရေလမ်းအနေထားနဲ့ရောဒါအင်မတန်အရေးကြီးတဲ့အာအချစ်တောင်အာရှကိုဆက်တွယ်တဲ့အဓိကအာ main ဖြစ်ပေါက်တရပါရခိုင်ဟာဒီ geographical အနေထားရတကယ်လို့နှစ်ဖက်သာအပြန်အလှန်ဆက်ဆံမှုတွေရှိရရှိလို့ရတဲ့အနေထား ကျွန်တော်တို့ဘက်မှာအမှန်တကယ်လုတ်ပိုင်ခွင့်အပြည့်အဝနဲ့ B2G ဆက်ဆံလို့ရတယ်အနေအထားမျိုးတွေရှိလာရင်တော့ဖြစ်ဒါနှစ်ဖက်လုံးဟာအင်မတန်နားလည်မှုအားကောင်းစွာနဲ့အပြန်အလှန် အကျိုးပြုပြီးတော့အာဆက်ဆံသွားကြမယ်အဲကုန်သွယ်ရေးအရာရောဒါတခြားတခြားအာဘက်တွေမှာရောအင်မတန်အရေးကြီးစွာနဲ့ဆက်ဆံနေထိုင်သွားမယ်အဓိက ဒေတာကြီးနိုင်ငံကြီးတရပါဖရဟန်အတွက်ကတော့မင်္ဂလာတချာသူတို့နဲ့ဆက်ဆံရေးဟာလည်းအမတန်ရေးကြီးတယ်အကြီးကကျွန်တော်တို့ဘက်ကလုတ်ပိုင်ခွင့်အပြည့်နဲ့လုတ်လာခွင့်လုတ်ပိုင်ခွင့်ရလာတဲ့အနေအထားမျိုးလုတ်လာတဲ့အနေအထားမျိုးတွေမှာတော့ဒါကျွန်တော်ယူကြည့်ပါတယ်ကျွန်တော်တို့နဲ့သူတို့ရဲ့ဆက်ဆံရေးဟာမင်္ဂလာနဲ့ကျွန်တော်တို့ကြားမှာဆက်ဆံရေးဟာအခုနကဒီဘုရားပြောသွားတဲ့လိုပဲ ဒီဘင်္ဂလားဒေ့ရှ်တဲမှာလည်းရခိုင်တွေအဲခါလည်းအများကြီးရှိနေသေးတဲ့အနေအထားအတချို့ဆိုရင်ပညာအစာတင်နေတယ်ပညာဓာတ်တွေလည်းရှိတဲ့အနေအထားတွေဆိုတဲ့အခါကျဆိုလိုတာအဲ့ဒီဒေတာတွေမှာကိုယ့်ရဲ့ဒေတာခံတွေလည်းရှိနေတဲ့အနေအထားမှာဒါကျွန်တော်တို့နဲ့သူတို့နဲ့ဒီဆက်ဆံရေးကြမှာအဓိကကျွန်တော်တို့ဘက်ကခုနကပြောသလိုပဲဟိုလုတ်ပိုင်ခွင့်နဲ့လုတ်လို့ရတဲ့အနေအထားလေးတွေပဲရှိလာတဲ့အနေအထားတရားမှာဆိုလို့ရှိရင်ဒါတိတ် ဒုစရိပက္ခဖြစ်ဖွယ်မရှိတဲ့ဆက်ဆံရေးတရားဖြစ်လာမှာပါ။ဒေဂျာတာကတော့ကျွန်တော်တို့အတွက်ဒါဘင်္ဂလားဒေ့ရှ်အင်မတန်ဇီးကွက်ကြီးတစ်ခုပါပဲ။ဘင်္ဂလားဒေ့ရှ်လူဦးရေတန်ပေါင်း184တန်းကျော်ရှိတယ်။လက်ရှိ2000ဒီ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 ဟိုးစာရဒီဒီဘင်္ဂလားဒေ့ရှ်ဒီလူဦးရေ population ဟာ184တန်းဆိုတာဒါ100နောက်ကိုကပ်လာနေပြီ။ဆိုတော့ဥပမာ ပစ္စည်းထုတ်ကုန်တစ်ခုဟာပြည်ရနှုန်း1%ပဲသုံးဥမာရခိုင်ကနေဘင်္ဂလားကိုတင်သွင်းလိုက်တဲ့လက်ဇက်ကိုဖြတ်ပြီးတော့တင်သွင်းလိုက်တဲ့သင်းကုန်တစ်ခုဟာကျွန်တော်တို့ရဲ့ export တစ်ခုဟာပြည်ရနှုန်းဘင်္ဂလားဒေ့ရှ်လူဦးရေတရာမှာတယောက်ပဲသုံးအဲ့ဒါငတန်းနီးပါးရောင်းရမယ်အဲ့အဲ့ဒီသဘောလေးတွေရှိရပါတော့နော်ဒါဘယ်လောက်ထိအရေးပါတယ်ဒါအနေထားလဲဆိုတာကို ိုအပြန်အလှန်ပေါ့အခုနကလို့ဒီ reciprocal interdependency အနေထားတွေရှိတော့မှာပါမင်္ဂလာတည်ရှင်နဲ့ကျွန်တော်တို့ကြာမှာအပြန်အလှန်အပိတဲပြုပြီးတော့ကိုရှိကထွက်တဲ့ဟာတချို့ကိုသူလိုချင်တာမရှိမဲသူရှိကထွက်တဲ့ဟာတချို့ကိုလိုချင်တာတွေရှိမဲအာကိုဟာသူတို့အတွက်တချို့အခြေအနေမှာထွက်ပေါက်တခုဖြစ်သွားပြီးတော့သူဟာကိုအတွက်တချို့အခြေအနေမှာထွက်ပေါက်တခုဖြစ်သွားတဲ့အနေထားတွေကြည့်တယ်ဆိုတာကိုတော့ကျွန်တော်ရင်းရင်းကြည်ကြည်ပြောရပါမယ် ကဲ့ပါဆရာဆိုဆရာပြောတော့တဲ့အထက်မှာလည်းပါတယ်ပေါ့နော်ဒီရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဆက်ဆံရေးအခြေအနေဟာဘယ်လောက်ထိအရေးကြီးလဲနှစ်ဖက်လုံးအတွက်ဘယ်လောက်အကျိုးရှိလဲဆိုတာမျိုးပြောတော့တယ်ပေါ့နော်ဆိုတော့လက်ရှိအခြေအနေမှာကြည့်ရရင်လည်းဒါဘင်္ဂလားဒေ့ရှ်နေဆက်လို့ပြောလိုက်လို့ရှိရင်အထူးသဖြင့်ကဒီပဋိပက္ခတွေအဓိကဖြစ်ပွားခဲ့တဲ့နေရာဒေသလို့လည်းပြောလို့ရတာပေါ့နော်လက်ရှိမှာ AA ကထိတ်ချုပ်ထားတယ်ဆိုပေမဲ့လည်းဒါမွတ်စလင်လက်နက်ကင်တွေနဲ့ AA နဲ့အကြမ်းမှာ တရှုတိုက်ပွဲတွေဖြစ်ပွားခဲ့တာတွေရှိတယ်ဒေသခံတွေဖမ်းဆီးခံရတဲ့တပ်ဖြတ်ခံရတဲ့အပြဿနာလေးတွေလည်းရှိတယ်ဆိုတော့ဒီလိုအခြေအနေတွေကြားထဲမှာမှာဒီပြီးခဲ့တဲ့ရက်ထဲကဆိုလို့ရှိရင်ဒီမွတ်စလင်လက်နက်ကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အာဆာရဲ့ခေါင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်ကဖမ်းဆီးတာမျိုးတွေလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့တရှုကတော့ဒီဒီအပေါ်မှာသုံးသက်တာတွေကတော့အမျိုးမျိုးရှိကြတာပေါ့လေဒါကဘင်္ဂလားဒေ့ရှ်နဲ့ AA ရဲ့ဆက်ဆံရေးကြမှာကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်တယ်တိုးတက်ပြောင်းလဲမှုတစ်ခုရှိ ဖြစ်တယ်ဆိုပြီးတော့လဲဒါတုံးသက်ကြတာမျိုးတွေလည်းရှိတယ်ဆိုတော့ဆေးရအနေနဲ့ရောဘယ်လိုမြင်ပါလဲဒီလိုမျိုးဟိုအခြေအနေတရဟာ AA နဲ့ဘင်္ဂလားဒေ့ရှ်အကြားမှာဆက်ဆံရေးကိုတိုးတက်မှုတရအနေနဲ့ဆရာရှုမြင်ပါလားဘယ်လိုမျိုးတုံးသက်ပါလဲဒါလေးလည်းသိချင်ပါတယ်ရှင်ဟုတ်อืมဟုတ်ကဲ့တူတက်မှုလို့ပဲရေဘူးရအားဖြင့်အာသတ်မှတ်လို့ရပါတယ်အဲဒါမှမဟုတ်အဲ့လိုပဲကျွန်တော်တို့အာ မြေယူလို့ရပါတယ်အာအဲ့ဒီဖြစ်စဉ်တွေကိုအဓိကကတော့ဘလိုပဲဖြစ်စီကျွန်တော်တို့ဟာအာဆက်ပြီးတော့ကိုလုတ်စရာ ရှိတာကိုလုတ်သွားဖို့ ਨੇ အဲအဓိဝရိယရှိရှိ ਨੇ အာဆက်ပြီးခုခီကိုဆက်ဖို့ပါပဲအာဘလိုပဲဆိုစီခုနပြောသလိုပဲဒီဒီဒီဘင်္ဂလားဒေ့ရှ်ကျွန်တော်တို့အတွက်အင်းဒီဂျင်အဲကောင် တရက်အနေနဲ့တော့ကြည်လာဖို့များပါတယ်အထူးသဖြင့်ဒီကျွန်တော်တို့ဘက်ကလုတ်ပိုင်ဝင်နေကြည်လာတဲ့အနေအထားအခြေအနေတရားမှာဆိုလို့ရှိရင်ပေါ့လေဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကကိုလုတ်ရရှိတာကိုတတိဝရိယကြီးမားစွာနဲ့အာဒီဆက်ဖို့ပါပဲကျွန်တော်ဒီကိစ္စကိုလောလောဆယ်အဲ့လောက်ပဲပြောချင်ပါတယ်ဟုတ်ကဲ့ဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ဒီရခိုင်ဒေသရဲ့နေဆက်ဒေသဆက်ဆံရေးပဲပြောပြောတဲ့အသိတမိုင်းကြောင်းဆက်ဆံမှုအရာဒါမှရှိမဖြစ်ထိတွေ့ဆက်ဆံရမယ့်နိုင်ငံနဲ့နိုင်ငံရဲ့အသိတမိုင်းကြောင်းတွေလည်းဖြစ်တယ်ဆိုတော့ဒီနှစ်နိုင်ငံရဲ့ဆက်ဆံရေးအခြေအနေအလားအလာကိုဆရာအနေနဲ့ဘယ်လိုမျိုးမျှော်မှန်းပါလဲအာဒီဟာလေးလည်းသိချင်ပါတယ်ထပ်ပြီးတော့ဒီမေးခွန်းနဲ့အတူဖြစ်စွပြောချင်တာမျိုးရှိရင်လည်းပြောကြပေးဖို့အတွက်ပန်ကြားလိုပါရှင့်ဟုတ် အဓိကကတော့အဓိကပြောချင်တာဒီမှာပြစ်ဆက်ပြီးတော့ပြောချင်တာတခုရှိတာကတော့ကျွန်တော်အဦးဆုံးပြစ်ဆက်ပြောချင်တာကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဟို facts ပေါ့ဒီဘင်္ဂလားဒေ့ရှ်ရဲ့ဘုံစာပေါ့ဒီ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 အချက်အလက်တွေပေါ့နိုင်ငံရဲ့အချက်အလက်တွေအာဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဒီ area student ပိုင်ပေါင်း9000 9000 9320စုရမ်းမှရှိတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ area ဟာဒီ American ပြည်တော်စုကဆိုလို့ရှိရင်ဒီကျွန်တော်တို့နေနေတဲ့ဘုံစားပေါ့ကျွန်တော်တို့နေနေတဲ့ Illinois ထက်နည်းနည်းလေးငယ်တယ် Bangladesh က Illinois ဟာဒီကျွန်တော်တို့နေတဲ့ Illinois ပြည်နယ်ဒီ Chicago မြို့ချီတဲ့ Illinois ပြည်နယ်ဟာ American ပြည်တော်စုမှာ25ခုမြောက်အကြီးဆုံးပြည်နယ်ပြည်နယ်ပေါင်း90ပါ American ပါဒီဟာ25ခုမြောက်ပြည်နယ်အဲ့ဒီ25ခုမြောက်ပြည်နယ်ဖြစ်တဲ့ဒီ Illinois ထက်နည်းနည်းလေးငယ်သေးတယ်ဘင်္ဂလားဒေ့ရှ်ကစုရမ်းမှ900လောက်ငယ်တယ် ဒါပေမဲ့အဲ့ဒီလိုအဲ့ဒီဥစ္စာမှာအဲ့ဒီ Illinois ထက်နည်းနည်းငယ်သေးတဲ့အဲ့ဒီ area တဲမှာလူဦးရေ184တန်းနေတယ်ဘင်္ဂလားဒေ့ရှ်ရသဘာမာတာဟို dense ဥစ္စာပေါ့လူဦးရေတိတ်သီးမှုအများဆုံးနိုင်ငံပဲဘင်္ဂလားဒေ့ရှ်ရကစ်တူရန်ပိုင်းမှာလူ3000ကျော်နေတယ်ပြန်ပြအားဖြင့်အာနောက်ဒီဘင်္ဂလားဒေ့ရှ်ရဲ့ဒီအနီးရောင်ဘင်္ဂလားဒေ့ရှ်အလံဟာ အစင်းရောင်အစင်းရောင်အထဲမှာအနီရောင်ဆက်ဝိုင်းနေအဲ့ဒါဘင်္ဂလားဒေ့ရှ်အလံပဲအစင်းရောင်စတူယန်ကွယ်ထဲမှာအနီကိုအဝိုင်းတဝိုင်းထည့်လိုက်အဲ့ဒါဘင်္ဂလားဒေ့ရှ်အလံပဲဆိုတော့အဲ့ဒီအစင်းရောင်ကဘာကိုပြောတယ်လဲဆိုလို့ရှိရင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကောက်ပဲတီးနှံနေရဲ့အဓိကထွက်အိုးကြီးဖြစ်တယ်အဓိကသူတို့ရဲ့ဟွန်အားကြီးဖြစ်တယ်ဆိုတာကိုစိန်လန်းတဲ့သဘောကိုကြားတယ်တဲ့နောက်တစ်ခါဒီအနာဂတ် မျိုးဆက်တွေမျောလင့်ချက်ကိုလည်းအဲ့ဒီအစင်းရောင်ကဖော်ပြပါတယ်တဲ့။နေရောင်ကတော့အနေရောင်ကတော့ဘာကိုပြတယ်လဲဆိုလို့ရှိတော့ဒီသူတို့လွတ်လပ်ရေးတမိုင်းချောင်းလွတ်လပ်ရေးတိုက်ပွဲဝင်တုန်းကမင်္ဂလာဒေ့ရှ်နိုင်ငံအတွက်လွတ်လပ်ရေးတိုက်ပွဲဝင်တုန်းကသွင်းမြေကြခဲ့ရတဲ့သူတို့မင်္ဂလာလူမျိုးတွေသွင်းမြေကြခဲ့ရတဲ့အဲ့ဒီသွင်းတဲ့တန်တဲ့ရှင်းခဲ့ရတဲ့လွတ်လပ်ရေးကိုအာရည်ညွှန်းတဲ့သဘောပဲပါတယ်နောက်တစ်ခါဒီ uh, rising sun of a new country ပေါ့အာအနိုင်ငံတစ်တစ်ခုရဲ့ခွန်တစ္စနေမင်းပေါ့အဲအဲ့ဒီသဘောလဲအဲ့ဒီဟာလဲအဲ့ဒီလိုလဲဆိုလိုပါတယ်တဲ့အဲ့ဒီအဒီရောဆက်ဝိုင်းကတော့နောက်ဘင်္ဂလားဒေ့ရှ်ရဲ့ fact တွေကဘာတွေနောက်ရှိသေးလဲဆိုတော့အဲကျွန်တော်တို့တလောကပြောတဲ့ဒီအာ 15D တော့ရခိုင်မှာအဲ့ဒါတကဘာလုံးမှာ အကြီးဆုံး D တော့ကြီးဒီဒီ ဟိုဥစားပေါ့ဒီစန္ဒပန်ဆိုတာလမှုပင်တော်ကြီးအဲ့ဒါဘင်္ဂလားဒေ့ရှ်မှာရှိတယ်ရှင်းပြောရင်တော့ဘင်္ဂလားနဲ့အိန္ဒိယနယ်စပ်မှာရှိတာအဲ့ဒါတကဘာကြီးမှာတကဘာလုံးမှာအကြီးဆုံးဒါဒီရတော်ကြီးအဲ့ဒါဘင်္ဂလားဒေ့ရှ်မှာရှိပါတယ်နောက်တစ်ခါဒီတဘာဝအလျောက်ရှိရတဲ့ကမ်းရှိတာအဲ့ဒီ Cox Bazaar အဲ့ဒီရခိုင်နဲ့နေတဲ့ Cox Bazaar Cox Bazaar အဲ့ဒီကမ်းချီ ဒီဘင်္ဂလားကောက်စ်ဘတ်ကန်ချီဟာကဘာမှာတဘာဝတရားအရှိဆုံးကန်ချီပါပဲတဲ့သူဟိုမိုင်ပေါင်း84မိုင်ဘွဲလောက်ရှိပါတယ်တဲ့အဲ့ဒီအဲ့ဒီကန်ချီဟာအာနောက်တစ်ခါအဲ့ဒီ the bay of bengal လို့ခေါ်တဲ့ဘင်္ဂလားပင်လယ်အော်ဟာကဘာမှာပင်လယ်အော်တွေထဲမှာပင်လယ်အော်ပေါင်းများစွာရှိပါတယ်ကဘာမှာအဲ့ဒီလိုပင်လယ်အော်တွေထဲမှာဒါအကြီးဆုံးပင်လယ်အော်ပါပဲတဲ့ဒီဘင်္ဂလားပင်လယ်အော်ဟာ ကဘာမှာဘေးတွေအားလုံးပင်လယ်အော်တွေအားလုံးထဲမှာကြီးစုံပင်လယ်အော်ပါတဲ့ area studio မှိုင်ပေါင်းချင်းသိန်း3000နဲ့4000ကျော်လောက်ရှိတယ်သူရဲ့ရေပြင် area ဟာအာနောက်ဒီဘင်္ဂလားဒေ့ရှ်အထူးထူးခြားခြားအသားစားသုံးမှုအ ਨੇ စုံနိုင်ငံပါတဲ့ကဘာမှာငါးနဲ့ဒီအသီးအရွက်တွေကိုပို့ပြီးစားပါတယ်တဲ့ဒါလူတယောက်ကိုမြန်မြ4 kg အာ10ပေါင်ကျော်ကျော်လေးလောက်ပဲနှစ်လုံးပါเนาะနှစ်လုံးပါသာ10ပေါင်ကျော်ကျော်9ပေါင်ဒီပါလောက်ပဲစားပါတယ်အပြန်ပြန်လူတယောက်ပါဒါဘင်္ဂလားဒေ့ရှ်ရဲ့ fact တွေညဘင်္ဂလားဒေ့ရှ်ရဲ့အဓိကခုတ်ကုံဘင်္ဂလားဒေ့ရှ်ကဒီနှစ်ဆောင်းအာရှမှာဆောင်းအာရှ၈နိုင်ငံရှိတယ်အိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်ဒီဒီဒီစရီလန်ကအကုန်လုံးပါတဲ့ဒီဆောင်းအာရှနိုင်ငံတွေထဲမှာအိန္ဒိယပြည်ဒုတိယစီးပွားရေးအကြီးဆုံးဟာဘင်္ဂလားဒေ့ရှ်ဖြစ်လာနေတယ် ပါကစ္စတန်ကိုကျော်တက်ပြီးတော့ဘင်္ဂလားဒေ့ရှ်အိန္ဒိယပြီးဒုတိယဒီဘွားရဲ့အင်အားအကြီးဆုံးနိုင်ငံဖြစ်လာနေတယ်။အဲ GDP ဒီအမျိုးသားထောက်ကုန်စုစုပေါင်းတန်ဖိုးဟာဆိုလို့ရှိရင်တိတိတမ8 trillion ရှိတယ်တဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒါလူတိုးရှင်း per capita ဆိုလို့ရှိရင်လေဒေါ်လာအမေရိကန်ဒေါ်လာတစ်ပေါင်းကျော်တယ်။ average ပေါ့ပြန်ပြ။ဆိုလိုတာကဒီလိုဈေးွက်ကြီးဖြစ်လာနေတယ်။သူတို့ရဲ့အဓိကထောက်ကုန်ကတော့ဒီ အဝိအထယ်အဝိအထယ်ရက်လုတ်တဲ့အဝိအထယ်နင်းနင်းပို့တဲ့လုပ်ငန်းကိုအဓိကလုပ်ပါတယ်တဲ့ကျင်းပြောရင်ဘင်္ဂလားဒေ့ရှ်ရဲ့ export အခုလုံးရဲ့95ရာနှုန်းလောက်ပါအဲ့ဒီအထယ်အလိုက်လိတ်တွေတင်ပို့တဲ့အဲလုပ်ငန်းကရတာဝင်ငွေရတာပါတဲ့ဘင်္ဂလားဒေ့ရှ်ကဆိုတဲ့အခါကျတော့ဘင်္ဂလားဒေ့ရှ်နောက်တစ်ခါကျွန်တော်လွန်ခဲ့တဲ့7နှစ်ကျော်လောက်ကတည်င်းတချို့မှာဖတ်ဘူးတာရှိတယ် ဒီဘင်္ဂလားဒေ့ရှ်အာဖရိကတိုက်မှတီတော်ပြီးတော့လက်ငါလက်နည်းမြေတွေငားပြီးတော့အဲ့မှာစဘာစိုက်နေရတဲ့အနေအထားစဘာစိုက်ဖို့နည်းမြေတွေတွားချပြီးတော့စဘာစိုက်နေတယ်ဆိုတဲ့ဟာကြီးကျွန်တော်အာအာတရင်းတွေထဲမှာဖတ်ဖတ်ရပါတယ်ဆိုလိုတာကကျွန်တော်တို့ရှိမှာစဘာအထွက်အင်မတန်ကောင်းပြီးတော့ကိုပါကိုလောက်ပိုင်ခွင့်အပြည့်နဲ့စဘာတွေကောင်းကောင်း အထုတ်လောက်ခွေရပြီးဒီဆိုလို့ရှိရင်ရတဲ့အနေထားတရားမှာသိကြတဲ့ရခိုင်ရခိုင်ပြည်ကထွက်တဲ့စပားနှစ်ထွက်တဲ့စပားကိုရခိုင်ပြည်ဆက်နေစားလို့မကုန်တဲ့အနေထားလောက်ရှိတော်မယ်အနေထားတွေရှိပါတယ်။အမှန်တကယ်ခိပိနီးပညာတွေနဲ့ကျွန်တော်တို့မှလူဒီ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 အဲလူအရင်းအမြစ်တွေနဲ့ဒီမိုးရခြင်းလက်မှတရားကြောရတဲ့ရခိုင်ပြည်တပ်မှာတကယ်သာစိုက်ပလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုထွက်လာတဲ့အနေထားမှာ ဲ့ဒီစံစဘာတင်ပို့မှုကျွန်တော်တို့ရှိကစံစဘာတင်ပို့မှုအနေထားလုပ်ငန်းတစ်ခုတည်းနဲ့တင်ဟိုဘဘအခြေပြုပေါ့နော်ဒီဒီဘင်္ဂလားဒေ့ရှ်နဲ့ကျွန်တော်တို့ရမ်းမှာဒီဒီကုန်သွယ်မှုတွေတော်တော်ကြီးကိုမြင့်မားလာနိုင်တဲ့အနေထားတွေအများကြီးရှိပါတယ်ဆိုတော့အနာဂတ်ကိုကတော့ဟိုအားလုံးကိုခြုံပြီးပြောပြင်တော့ခုနကအချက်လက်တွေအရာရောကျွန်တော်တို့ရှိမှရှိတာတို့တို့ရှိမှရှိတာခုနကလိုအပြန်အလှန်အပြီးတည်းပြုတဲ့အနေထားတွေအတွေ့ရော အားလုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှီကတရားဝင် လုတ်ပိုင်ခွင့်နဲ့လုတ်လို့ရတဲ့အနေအထားတရက်ပဲကျွန်တော်တို့မှအဲ့ဒီဟာပဲလိုအပ်နေပါတယ်အဲ့ဒီဟာလူရလာပြီးတဲ့နောက်မှာတော့အာကျွန်တော်တို့နဲ့ဘင်္ဂလားဒေ့ရှ်ဂျာမာအင်မတန်အကျိုးစီးပွားဖြစ်ထွန်းမဲ့အင်မတန်အပေါင်းလက္ခဏာဆောင်တဲ့အခြေအနေအထားတွေကိုရောက်လာပြီးတော့ဒီနိုင်ငံရေးဟိုတခြားတခြား ဒီဒီဒီအဲ့ဒီလိုလုံပိုင်ခွင့်တွေမရှိခင်မှာဖြစ်နေတဲ့အခုလိုပြဿနာလေးတွေကိုလည်းပဲပฏิပက္ခတွေကိုလည်းပဲဒီဗီဒူဂျီဆက်ထန်တဲ့အနေအထားတွေနဲ့ပျော်လွှားသွားနိုင်ပြီမယ်လို့ကျွန်တော်ကတော့ပြောနေပါတယ်ဟုတ်ကဲ့ပါဆရာအခုလို သုံးသက်ဖြေကြားပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီတစ်ပတ်နိုင်ငံတကာရေးရာကဏ္ဍကနေဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးနည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုလဆင်ပထမဘက်နဲ့တတိယဘက်အင်္ဂါနေ့မနက်9:00နာရီမှာထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့နရီစရာပရိသတ်များကျန်းမာရွှင်လန်းကြပါစေရှင်။